၃နှစ်ရခဲ့ကထားသွားခဲ့တဲ့ဖေးဖြစ်သူနမေကြီးမင်းသားတို့ရဲ့အကြောင်းကိုအားလုံးသိအောင်ပြောပြလာတဲ့အလာမေမိုးဆက်ချို့အားလုံးမင်္ဂလာပါရှင်။ဒက်ဆလီဘေးနီယူပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီ။မိုးဆက်ချို့ဆိုရင်မင်းကလေးဟာမစ်ဆူနီဘာမြန်မာ2025ကိုဝင်ရောက်ရှေ့ပြိုင်မှုတွေကျူးစားနေသူဖြစ်ပါရီ။ရုပ်ရည်ချောမပြီးတော့ငွေကြေးပြည့်စုံမိသားမိုးဆက်ချို့ဟာအလာမေလောကရဲ့ကိုဝင်ကျင်ရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ဖေးရှင်ကိုတွေးဆခွင့်ရှာဖို့ဖြစ်ပါရီ။ မိုးဆက်ချိုရဲ့ဖေးရအနုပညာလောကထဲမှာနမည်နှလုံးနဲ့မင်းသားတယောက်ဖြစ်ပါရည်အဲ့ဒီမင်းသားကလက်ရှိမှာလည်းအိမ်အောင်ရှိပြီးတော့တမီးလေးတယောက်ကိုမွေးဖွားထားပါရည်အဲ့ဒီမင်းသားကလက်ရှိအိမ်အောင်နဲ့မတွေ့ခင်မှာတော့မိုးဆက်ချိုရဲ့အမေနဲ့လက်ထပ်ခဲ့ပြီးမိုးဆက်ချိုကိုမွေးဖွားခဲ့တာပါ ဒါ့အပြင်မိုးဆက်ချိုသုံးနေရွှဲမှာအိမ်မင်းသားကနောက်အိမ်တောင်နဲ့ခုပြေးသွားခဲ့ပါရီမိုးဆက်ချိုတို့သားမိကိုထားသားခဲ့ပြီးတော့နောက်အိမ်တောင်နဲ့ပဲလက်ထပ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေသူပါပရိသတ်တရားလေးအမင်းသားကိုလက်ရှိအိမ်တောင်နဲ့ပထမဆုံးလက်ထပ်ထားတယ်လို့ထင်ပြီးတော့တစ္ဆာရှိတဲ့ဖေတရားဖြစ်ချစ်ကျူးနေကြပါရီဒီတော့မိုးဆက်ချိုဟာအသက်၂၂နှစ်ရွယ်ရှိလာပြီဖြစ်ပြီးအဖေမြတ်တာကိုလိုချင်တာကြောင့်အလမေပြန်ဝဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါရီ မိုးဆက်ချူရဲ့မိကလေးနောက်အိမ်အောင်ပြုတ်သွားပြီးတော့အဖေကလည်းနောက်အိမ်အောင်နဲ့ဖြစ်နေရကြမိုးဆက်ချူဟာဂျားရင်းကတယောက်ထဲကျရဲ့နေရပါရင်မိုးဆက်ချူဟာသူ့ဖေကိုရမ်းချစ်ပြီးတော့စာရီလေးပို့လေးရှိပါရင်အဖွင့်ဝင်နေမှလည်းစာပို့တယ်လို့အဖေများနေမှလည်းစာရီပို့ပေးမိအဖေဖြစ်တဲ့ဒမင်းနှလုံးနဲ့မင်းသားကတော့လုံးဝစာမပြန်ခဲ့ပါဘူးသူတသက်မှာအဖေဖြစ်သူကိုအပြင်းမမြင်ဘူးတာ၃ချိန်ပဲရှိပြီးတော့ TV ကနေမြင်တွေ့ရတာပါ သူ့ဖေကနောက်အိမ်တောင်ကိုတော့အရန်ကျူးဆိုင်ပေးတဲ့ပြင်နောက်ထပ်မွေးထားတဲ့သမီးကိုလည်းချစ်ပေးနေသူပါနောက်အိမ်တောင်ကိုပဲကျူးဆိုင်ပြီးတော့အရင်အိမ်တောင်ကမွေးတဲ့သမီးကိုတော့မသိသလိုနေနေခဲ့တဲ့အကြောင်းတွေကိုမိုးဆက်ချိုကထုတ်ပြောလိုက်တာဖြစ်ပါသည်သူများတွေကမိဘဆိုလီနဲ့ပျော်ရွှင်နေချိန်မှာမိုးဆက်ချိုကတော့မိဘတွေကနောက်အိမ်တောင်တွေပြုတ်သွားတာကြောင့်အငဲခဲ့ရပါသည်မိုးဆက်ချိုကဆယ်တန်းဖြေဖို့အတွက်တကောင်စင်းလွယ်တာကြောင့်သူ့ဖေထံကိုဖုံးဆက်ခဲ့ပါရီ။ဒါပေမဲ့မင်းသားရဲ့ဇနီးကပဲလာကြိုက်ပြီးတော့ဖုံးချသွားပါတော့ရီ နောက်ထပ်ဖုန်းတစ်လုံးနဲ့ပြန်ဆက်လာခဲ့ပြီးမိုးဆက်ချိုကဒီအန်ဒီစစ်ပေးဖို့အကွာရှင်းစာချုပ်ပေးဖို့အတွက်မင်းသားရဲ့ဇနီးကပြောပါရင်ဒါရီမကားသေးဘဲမိုးဆက်ချိုကအဖေနမည်ပြောင်းလိုက်ဖို့ကိုပါမင်းသားရဲ့ဇနီးကပြောခဲ့ပါသေးတယ်မိုးဆက်ချိုကအဖေရင်ရှိလျက်နဲ့အဖေနမည်ပြောင်းပေးဖို့အတွက်ပြောခင်ရလို့သူ့စိတ်ထဲမှာလည်းနာကျင်နေရသူပါမိုးဆက်ချိုကတော့သူ့ရဲ့ဖေကလက်ရှိအမျိုးသမီးရဲ့လွှမ်းမိုးမှုအောင်မှရှိနေတဲ့အကြောင်းကိုသိထားပြီးသားဖြစ်ပါတယ် သူဖေကိုတစိမ်းလားဖြစ်ဖြစ်ဖတ်ထားခြင်းပြီးတော့အဖေကိုဘလောက်ချစ်တဲ့အကြောင်းပြောခြင်းသူပါဒါပေမဲ့အိမ်မင်းသားကတော့သူ့သမီးလေးကိုအတွေ့လည်းမခံတလို့ဆက်သွယ်လေးဖြတ်ထားပါရီအဖေရှိပေမဲ့လည်းအဖေနဲ့တူမနေရပဲနဲ့အဝေးကနေပဲကြည့်နေရတဲ့ဘဝကိုမိုးဆက်ချွာရန်ခံစားနေရပြီးသူ့မှာဘာပြည့်ရှိလို့ထားသွားခဲ့ရလဲဆိုတဲ့စိတ်နဲ့ကြည်ပြင်းလာခဲ့ရသူပါ အနုပညာလောကရဲကိုရှောက်ရင်တော့သူ့ဖေကိုမကြခဏတွေ့ရမှာပဲဆိုတဲ့စိတ်နဲ့ဝင်ရောက်လာတာဖြစ်ပြီးတော့သူ့ဖေကိုအသက်ကြီးတဲ့ထီလေးချက်သွားမှာပါသူ့ဖေကိုဘသူကမှမခေါ်တော့ရင်တောင်မိုးဆက်ချိုကသူ့ကိုယ်တိုင်ပြုစုပေးခြင်းနဲ့ဆန္ဒလေးရှိပါရင်မိုးဆက်ချိုကသုံးနှင်းရွယ်ကလေးကထားသွားပြီးနောက်ရင်တောင်ပြုလိုက်တဲ့နမည်နှလုံးနဲ့မင်းသားကဘသူဖြစ်မလဲဆိုတော့ကွန်မန့်မှာခံမှန်းပေးခဲ့ပါအောင်ရှင်